စပီဘောကအုံပြုရေပြင်ကယ်ဆယ်ရေးတင်တဲ့ဒုတိယအကြိမ်ပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒုတိယအကြိမ်စပီးဘုတ်အသုံးပြုရေပြင်ကယ်ဆယ်ရေးတင်နန်းကိုဂျွန်းလ17ရက်အတွင်းစတင်ဖွင့်လှစ်မယ်လို့မန္တလေးတိုင်းမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကသိရပါတယ်။အဆိုပါတင်နန်းကိုမန္တလေးတိုင်းမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကကြီးမှုကျင်းပသွားမှာဖြစ်ပြီးပထမအကြိမ်တင်နန်းကို မေလ25ရက်ကနေ30ရက်အထိ6ရက်ကြာတင်ကြားပို့ချပြီးဖြစ်ကောင်းအခုထပ်မံဖွင့်လှစ်သွားမယ်ဒုတိယအကြိမ်တင်နန်းကိုတော့ဂျွန်းလ17ရက်ကနေ15 က်အထိ9ရက်ကြာတင်နန်းပူချသွားမယ်လို့ဆိုပါအထိဒုတိယအကြိမ်စပီးဘုတ်အုံပြူရေပြင်ကဲဆဲရေးတင်နန်းဖွင့်လင်းတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့မန္တလေးတိုင်းမြန်မာနိုင်ငံလူမှုကဲဆဲရေးအဖွဲ့တာဝန်ရှိသူတအူးကရန်ကုန်တိုင်းမီဒီယာခရူးကိုအခုလိုပဲပြောပါအထိနော်ရည်ချက်ကတော့ဘာလို့ဘေးတခုဖြစ်တယ်ပေါ့နော်ဒီရည်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 ဖြစ်ပေါ်လာတဲ့အချိန်မှာဒီကြေးလေးတော့ပို့အတွက်ဒီကျွမ်းကျင်တဲ့ဒီကြေးလေး ပေမောင်းသမားတွေပေါ့နော်ပေဖို့မောင်းသမားတွေပေါ်ထွက်လာလို့ပြောတယ်ဗျဟုတ်အဆိုပါတင်နန်းမှာဂဲဆဲတမား90ဦးတက်ရောက်တင်ချောင်းသွားမှာဖြစ်ပြီးတင်နန်းမှာတင်ချားပေးမဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့တာဝန်ရှိသူတအူးကအခုလိုဆက်ပြောပြပါထိအဓိကတော့ဒီလိုအင်ဂျင်နီအကြောင်းပေါ့နော်ဒီလိုအင်ဂျင်နီရဲ့အကြောင်းနေနောက်ကြတော့ဒီဘော်ရီကေရီနဲ့ ဲဖြစ်ပေါ်လာတဲ့အန္တရာယ်ပေါ့လုံးတစ်ခုခုပျောက်စီးသွားတယ်အဲအင်းပျောက်စီးသွားလို့တော့မပြေပြင်းဘူးအတွက်အဲပြေပြင်းနည်းရေပေါ့နော်နောက်ကြတော့ speed boat ကြေးသေးသုံးလေးလေးကြောင်းနေပြေပြင်းမပြီးဒီကင်ကြေးသေးရေပေါ့ဒီကင်ကြေးသေးနည်းနေပြေပြင်းမယ်ပြီးရင်ဒီ speed boat နဲ့ဒီလိုကြေးတင်နေအောင်နောက် speed boat မောင်းနေပြင်ညာလေပေါ့နော်အဲရေးပြီးဒီရှင်အဲ့လိုမျိုးတွေကြောင်းတင်ကြပြင်ပါဆိုတော့အာကျွန်တော်တို့ဟွာတော့မန္တလေးကံတော်ကြီးနဲ့ ဒုက္ခဝေဒီမြေထဲမှာတင်ပါလေဗျဟုတ်ဒါအပြင်ကဲဆဲရေးသုံးစပီဘုံအမျိုးအစားတဦးချင်းသားမောင်မဟုတ်အုပ်စုဖွဲ့မောင်နှင်ထောင်ကိုစတွေ့တင်ချထားကဲဆဲရေးသုံးအင်ဂျင်များအကြောင်းကဲဆဲရေးသုံးအင်ဂျင်များပြုပြင်ထားရေပြင်ကဲဆဲရေးဆောင်ရွက်နေစဉ်ဖြစ်ပွားတတ်တဲ့အခက်အခဲဖြစ်ရှင်းသည့်တွေကိုလည်းတင်ချပေးသွားမယ်လို့ဆိုပါအထိတ် ရေဆုံရေဆန်းရေငိမ့်ကန်းကတ်သောရေလိုင်းတို့ရဲ့သဘောတဘာဝရေပြင်အတက်ကဲဆောင်ရွက်တဲ့ဤစနစ်တွေစွမ်းရည်မြင်အင်တန်လီကျ live buoy မောင်းနှင်ကဲဆဲတဲ့သဘောတရားတွေရေပြင်ကဲဆဲရေးသုံး live line shooter အသုံးပြုတာဤစနစ်တွေ sonar and gps အသုံးပြုတဲ့နီလန်တွေကိုတင်ချပို့ချပေးသွားမယ်လို့သိရပါတယ်ရှင်